ATM bankers အဟောင်းမှာအတူတူချိန်မယ်မင်္ဂလာပါယခုတကကျွန်တော်ပြန်လည်မျှဝေ share ရင်းလုပ်ပြီးသွားမှာကတော့မလေးရှားနိုင်ငံရှိကျွန်တော်တို့အလုပ်သမားအများစုကင်ဆောင်ထားတဲ့ ATM bankers တွေဟာဆိုရင်နှစ်စင်နဲ့အလိုက်တက်တန်းရတိတ်တွေပါပါတယ်တက်တန်း rate ကုန်ပြီဆိုတော့ねယခုလိုမျိုး banker အတစ်ပြန်လောက်တာတွေ banker အတစ်ပြန်ချိန်တာတွေလုံဆောင်ရပါတယ် နောက်ပြီးရင်ကျွန်တော်တို့တွေရဲ့ ATM ဘဏ်ကတ်တွေကို security ဘိုင်းလုံခြုံရေးဘိုင်းဆိုင်ရာတွေကိုလည်း select to မြက် upgrade လုပ်ဆောင်ရတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်နဲ့တူတူ preview blog လေးကိုအဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါ public ဘဏ်ရှိမယ်ဟောင်းလျောင်းဘဏ်ရှိမယ်ကျွန်တော်တို့စက်ရုံကလုပ်ပြီးရဲ့ ATM ဘဏ်ကတ်ကတော့ဟောင်းလျောင်းဘဏ်ကတ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့မလေးရှားဂျိုဟူးမြို့လုံခြုံတီရှိရာဟောင်းလျောင်းဘဏ်ကိုတွားရောက်လုပ်ဆောင်မှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်ခိတ္တမလေးရှားကြကိုအောင်ပဲဖြစ်ပါတယ်အစီအစဉ်တက်ဆက်သူဖြစ်ပါတယ်ယခုဆိုရင်ဟောင်းလျောင်းပန်ရုံးကျုပ်ထက်ကိုစတင်ဝင်နေပါပြီကျွန်တော်တို့လှုပ်ဆောင်ရမယ့်အချက်လက်ကိုကျွန်တော်တို့ရုံးခန်းရောက်တာနဲ့ကျွန်တော်တို့တွေတုံကင်လက်မှတ်ယူရပါမယ်တုံကင်လက်မှတ်ယူပြီးပြီဆိုတာနဲ့ကျွန်တော်တို့ထိုင်ကုန်မှာထိုင်ဆောင်ပေးနေရပါတယ်ကျွန်တော်တို့တွေမလေးရှားမှာဆိုရင်စရုံလုံးဝအမှန်တမာပဲဖြစ်သည်ဥသမာပဲဖြစ်သည် ျွန်တော်တို့ပါမေသမားအများစုကသာယခုလိုမျိုးမလေးရှားနိုင်ငံရဲ့သက်မှတ်ချက်ဘဏ်တွေမှာပဲ ATM ဘဏ်ကတ်တွေကိုလုံဆောင်လို့ရပါတယ်။တခြားအိုသမားတွေတခြားသော UN ကိုင်းဆောင်ထားတဲ့သမားတွေကတော့တခြားသောဘဏ်အမျိုးသားတွေမှချန်ထိုက်ရုပ်မိဘတို့ဘာတို့တော့လုံလို့ရတယ်လို့ကြားသိရပါတယ်။ကျွန်တော်တို့ကတော့စက်ရုံအမှန်သမားပါမေသမားဖြစ်တဲ့အတွက်ယခုလိုမျိုးမလေးရှားနိုင်ငံအစိုးရတရားဝင်ဘဏ်တွေကို ATM ကတ် ဒါနှစ်စဉ်တိုင်းလာလောက်တာပဲဖြစ်ပါတယ်နှစ်စဉ်နှစ်တိုင်းဘဏ်ကတ်မှာပြထားတဲ့ရရိတ်တန်းကုန်ပြီဆိုတာနဲ့ဘဏ်အကအစ်စ်ပြန်ချိန်တာတွေလောက်ရပါတယ်ယခုဆိုရင်တော့ဘဏ်ကတ်အစ်စ်ချိန်လောက်တဲ့ဝန်ဆောင်မှုစတင်ရရှိပြီပဲဖြစ်ပါတယ်အဲ့လိုလေးတွေရှိပါတယ်